မဆုံးနိုင်တဲ့ပုံစံပင်တွေရဲ့အကြောင်းတွေဝင်မြနေရတာမမောနိုင်မပန်းနိုင်ဆိုပေမဲ့အပြောင်းလဲလေးဖြစ်အောင်အပင်ချစ်သူတွေအတွက်လွတ်လပ်လပ်ပေါပေါပပနဲ့ပန်းပွင့်တဲ့အပင်လေးအကြောင်းကိုပြောပြချင်ပါတယ်။မြန်ပြည်မှာဒေသမျိုးရင်းတွေ ရှိသလိုနိုင်ငံခြားကလာတဲ့မျိုးတွေလည်းရှိနေပါပြီ။အပင်ဆိုင်လူစိတ်အနှဲငယ်နဲ့အပင်တွေရဲ့တဘာဝကို တီးခေါက်မိတာနဲ့အလွယ်တကူစိုက်ပျိုးပြီးအလားပါကိုခံစားနိုင်မဲ့အမရီလိစ်လို့ခေါ်တဲ့လေးကျွန်းကြာခိုင်ပန်းပင်လေးတွေအကြောင်းပဲဖြစ်ပါတယ်။လေးကျွန်းကြာခိုင်လို့ခေါ်တဲ့အမရီလိစ်အကြောင်းလေးတွေမပြောခင်ပုံဆိုင်နဲ့အိမ်တွင်းအလားစိုက်အပင်တွေအကြောင်းကိုဝေမျှနေတဲ့ကျွန်တော် channel လေးကို like and subscribe လုပ်ခဲ့ပေးစေချင်ပါတယ်။ Leo Bonsai and Nazri Channel ကနေကြိုဆိုလိုက်ပါတယ်။ လေးကျွတ်ချခိုင်လို့ခေါ်တဲ့အမာရီလစ်ပန်းဟာမြန်မာပြည်မှာတော့အလွန်ရေပန်းစားတဲ့ပန်းအမျိုးအစားထဲမှာမဟုတ်ပေမဲ့တခြားနိုင်ငံတွေမှာတော့အိမ်တွင်းအလှဆင်ဖို့အတွက် ရေပန်းစားပါတယ်အမာရီလစ်ပန်းဟာပုန်တဲ့အချိန်မှာလပပြီးသူ့ရဲ့အလှကထင်သာမြင်သာရှိပါတယ်အယောင်မျိုးစုံရှိပြီးတော့လပတာကြောင့်တခြားနိုင်ငံတွေမှာတော့အပွင့်ပွင့်တဲ့အချိန်ဖြစ်တဲ့ဆောင်းရသည်နဲ့ ပွဲတော်များမှာအထူးလူကြိုက်များတဲ့အပင်ပဲဖြစ်ပါတယ်။မြန်မာပြည်မှာတော့လေကျွန်းကြခိုင်လို့လူသိများပြီးတော့ကဘာတွန်းမှာရောင်းချနေတဲ့ AMA release ခေါ်တဲ့လေကျွန်းကြခိုင်ကတော့နာမည်ရောထွေးမယွင်းမှုတွေရှိပါတယ်။ AMA release အဖြစ်ရောင်းချတဲ့အပင်အများစုက Happy Extreme Music ဖြစ်ပြီးတော့တောင်အမေရိကတိုက်ကမူလဖြစ်ပါတယ်။တကယ့် AMA release music အစစ်က AMA release ပယ်လက်တနိုင်ပါတကယ်တော့အမရီလစ်ပယ်လက်တနိုင်ကတော့မူလဇာတိရင်းမြစ်ဖြစ်တဲ့တောင်အာဖရိကတိုက်ကဆင်းသက်လာခြင်းဖြစ်ပါတယ်လေကျွန်းချခိုင်လို့ခေါ်တဲ့အမရီလစ်ကမြန်မာပြည်မှာတော့လေကျွန်းချခိုင်ကိုဘာလို့လေကျွန်းချခိုင်ပန်းလို့ခေါ်တာဆိုတာကျွန်တော်မသိပေမဲ့ လေကျွန့်ကြခိုင်လို့ခေါ်တဲ့ MR release ကိုတုတေတမှာတော့ grid ဒန္တရေမှာ MR release လို့အမည်ရှိတဲ့တုတ်ထိတ်မကိုအစွဲပြုပြီးတော့ခေါ်ဆိုခဲ့တယ်လို့မှတ်သားရပါတယ်။ MR release ဟာသူမချစ်တဲ့ဥယျာဉ်မှုကသူမကိုပြန်ချစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကို next နတ်ဖျားတပားစီမှာအကူအညီတောင်းခဲ့ပါတယ်။နတ်ဖျားကအမာ release ချစ်မိတဲ့ဥယျာဉ်မှုအကြောင်းကိုစုံစမ်းကြည့်တဲ့အခါအဲ့ဒီဥယျာဉ်မှုကပန်းလေးတွေကလွဲပြီးဘသူ့ကိုမှ မချစ်တတ်ဘူးဆိုတာကို တွေ့ရပါတယ်တဲ့။နတ်ဖျားကအမာ release မိန်းကလေးကို အကြံပေးလိုက်ပါတယ်။ဥယျာဉ်မှုအတွက်လပတဲ့ပန်းတစ်ပွင့်စိုက်ပေးနိုင်ရင်သူမင်းကိုချစ်လာမှာပေါ့လို့အကြံပေးပါတယ်တဲ့။ဖြစ်ချင်တော့ဥယျာဉ်မှုရဲ့ ဥယျာဉ်ထဲမှာကဘာပေါ်မှာရှိတဲ့အာလုံးပန်းများပွင့်တဲ့။သူ့ဥယျာဉ်ထဲမှာမရှိတဲ့ပန်းကိုဖန်ဆင်းဖို့အတွက်အမရီလစ်ရဲ့နှလုံးသွင်းတဲ့သွန်းလောင်းမှပွင့်နိုင်တဲ့ပန်းတစ်မျိုးတော့နှစ်ဖျားကဖန်ဆင်းပေးနိုင်တဲ့။အဲ့ဒါနဲ့ပဲအမရီလစ်ကအချစ်အတွက်နှလုံးသားကိုထိုးပေါက်ခဲ့ရာသွေးတွေဟာမြေကြီးပေါ်မှာကျပြီးတော့ပန်းပွင့်တွေနဲ့လပ်ပတဲ့အပင်လေးပေါက်လာတယ်လို့ဆိုပါတယ်။နှလုံးသွင်းလက် တွင်းလောင်းပြီးမှပွင့်လာတဲ့ပန်းကိုမြင်တော့ဥယျင်မိုးကလည်းသူမမြင်ဖူးတဲ့ပန်းမို့အဲ့ဒီပန်းကိုမချစ်ဘူးတဲ့ဘလောက်တော့ကြီးခွဲစရာကောင်းတဲ့ဒဏ္ဍာရီလေဗျာ Greece ကရ Amerisso ဆိုတဲ့အတိတ်ပဲကတောက်ပချင်းလို့လည်းအတိတ်ပဲရပါတယ်လေကျွတ်ကြခံကိုစိုက်ပျိုးရန်အတွက်ကတော့ ရေစီးကောင်းမွန်တဲ့မြေအလင်းရောင်ကောင်းကောင်းရဖို့လိုအပ်ပါတယ်။နေရောင်ခြေတိုက်ရိုက်မဟုတ်တဲ့နေရာမှာဆိုပိုပြီးအဆင်ပြေပါတယ်။20 23စင်တီဂရိတ်အပူချိန်ကိုနှစ်သက်ပါတယ်။ရေလောင်းဖို့ကတော့ဥကနဲ့အပင်အရွက်ထက်လာမှသာ ရေလောင်းတင်ပါတယ်။လက်ကျွတ်ကြခံတွေဟာပန်းပွင့်ပြီးတော့နောက်အရွက်ကအစာချက်လို့ပြီးတော့ဥမာအားဖြစ်ပြီးတူလောင်ထားပါတယ်။နောက်တစ်ချက်ပြန်ဆက်ဖို့ပြန်ပွင့်ဖို့ဆိုရင်ຫນွေအကုန်မှာဥကို တူးယူပြီးတော့ ရှစ်ပတ်ကနေဆယ်ပတ်ထိတင်ထားနိုင်ပါတယ်။လေကျွန်းကြာခိုင်ကိုမျိုးပွားတဲ့နီးကတော့ဥခွဲပြီးတော့အော်စိုက်ခြင်းပဲဖြစ်ပါတယ်။အဲ့ဒါတော့ဒီနီးကတော့ပန်းကိုမြန်မြန်ပွင့်စေပါတယ်။အစစ်ကနေစိုက်ခြင်းကတော့၃နှစ်ကနေ၅နှစ်ကြာမှပန်းပွင့်တယ်ဆိုပေမဲ့မြန်မြန်မာပြည်မှာတော့လေကျွန်းကြာခိုင်ကိုအစေကိုရရှိတယ်ဆိုတာကျွန်တော်မတွေ့ဖူးသေးပါဘူး။ လေကျွန့်ကြခိုင်ရဲ့အတိတ်ပဲနဲ့တင်ကြတာကိုပြောရမယ်ဆိုရင်ဂုံမြင့်မချင်းစိတ်သက်ခိုင်မာမှုနဲ့ထွန်းတောက်တဲ့အလောက်ကိုကိုစားပြုပါတယ်လေကျွန့်ကြခိုင်ရဲ့အယောင်အလတ်အတိတ်ပဲကတော့အနီရောင်ဆိုတာကအချစ်ကိုကိုစားပြုတယ်အဖြူရောင်ကတော့စင်ကြယ်မှုနဲ့ပန်းရောင်ကတော့မိတ်ဆွေစီရှိခြင်းလို့ညွှန်းတယ်လို့ဆိုပါတယ်လေကျွန့်ကြခိုင်မှာ လိုက်ကိုရင်းအဆိပ်သက်ပါတဲ့အတွက်ကြောင့်အိမ်မွေးတွိဆန်တွေအတွက်အန်ဂျင်ရှိနိုင်ပါတယ်။စားမိတဲ့အခါအန်ချင်းအားနေချင်းတုန်ခါချင်းတွေဖြစ်နိုင်ပါတယ်။အိမ်မွေးတွိဆန်နဲ့ကလေးတွေကိုတတိထားစေလိုပါတယ်။လေကျွတ်ကြခိုင်ရဲ့ထင်ရှားတဲ့မျိုးကွဲတွေကတော့ Red Lion အနီယောင် Apple Blossom အဖြူနဲ့ပန်းရောင် Minerva အနီနဲ့အဖြူစင် Dancing Queen ပန်းပွင့်နှစ်ထပ် မျိုးဆိုပြီးတော့မျိုးကွဲတွေရှိပါတယ်လေကျွတ်ကြခိုင်ပန်းဟာဆောင်းတွင်းပန်းများလို့အမြင်တွေ့ပြီးတော့သူတေတာမှာတော့အိမ်တွင်းမှာစိုက်လေရှိပြီးပွဲတော်တွေမှာအလားစင်လေရှိပါတယ်လေကျွတ်ကြခိုင်ပန်းကို ပွင့်စီလို့ရင်တော့ဥကိုပွင့်မဲ့ပွင့်မဲ့ရဲ့ကနေရှစ်လနဲ့၆ပတ်အလိုမှာစပြီးစိုက်ရပါပဲအဖြစ်များတဲ့ပြဿနာကြုံတွေ့ရတဲ့ ဓိကပြဿနာကတော့ရေများပြီးတော့ဥပုံနိုင်တာဖြစ်လို့ရေစီးကောင်းတဲ့မြေစားနဲ့လေဝင်လေထွက်ကောင်းတဲ့နေရာကိုယူဆိုင်ပေးရပါမယ်အင်ဒွေအလဆင်ရမှာတော့ထင်ရှားပြီးတော့နှစ်စင်ပြန်ပွင့်နိုင်တဲ့စွမ်းရည်ကြောင့်ဇွဲနဲ့လပ်ပမှုကို ကိုးစားပြုပါတယ်။အင်ဒွေအလဆင်ရမှာထင်ရှားပြီးတော့နှစ်စင်ပြန်ပွင့်နိုင်တဲ့စွမ်းရည်ရှိတဲ့အတွက်ကြောင့်မို့ဇွဲနဲ့လပ်ပမှုကိုကိုးစားပြုပါတယ်။ အမရီလစ်ဘာဟာလပတော့ပန်းပွင့်နေပွင့်ပြီးတော့ရိုးရှင်းတဲ့ပြုစုနေလို့အစ်ဆိုင်ပြုံးနိုင်တဲ့အတွက်ကြောင့်ဥယျံမိုးတွေနဲ့အလှဆင်သူတွေကဆွဲမဲ့နှစ်သက်လေးရှိပါတယ်ဒီလိုဆိုရင်လေကျွတ်ကြခိုင်လို့ခေါ်တဲ့အမရီလစ်အကြောင်းကိုတီလောက်ပြီလို့ထင်ပါတယ်ဒီလိုလပ်ပါတဲ့အမရီလစ်တွေကိုကိုယ်တိုင်စိုက်ပျိုးပြီးတော့အိမ်မှာကိုယ့်ရဲ့အိမ်ကိုအလှဆင်လိုက်ကြရအောင် ီဒီယိုလေးကို like and subscribe လုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့နောက်အပတ်မှာစက်ပြေးနီလန်အစ်စ်တွေနဲ့ပြန်လာမှာမို့စောင့်ကြည့်ပြပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်